နိုင်ငံတကာအဆင့်မီဇက်ကားမျိုးမရိုက်ပဲခင်မမီတော့တဲ့ပုံစံတွေနဲ့သာအကယ်ဒမီယူဖို့ပြင်နေတယ်လို့ဝေဖန်ခံနေရတဲ့မြင့်မြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင် မြင်းမြတ်ကဟာတာအယုတ်ရှင်စိတ်ကားကြီးတွေကိုသာအရိုက်များနေခဲ့ရကနေအကယ်ဒမီဘက်ကိုဦးတည်ပြီးတော့လှည့်လာခဲ့ပြီဖြစ်ပါတယ်။အကယ်ဒမီဘုတ်ဖွဲ့ဝင်တွေအသေးဆွဲပြီးတော့ကြိုက်မဲ့ဇလန်းမျိုးကိုရိုက်ကူးထားခဲ့ပြီးတော့မကြခင်မှာယုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။မကြခင်မှာဆိုရင်လည်းမြင်းမြတ်အတွက်အကယ်ဒမီပါမျှော်မှန်းနိုင်တဲ့နေစာယုတ်ရှင်စိတ်ကားကြီးကိုယုံတင်ပြသတော့မှာဖြစ်ပါတယ်။ နေစာရုပ်ရှင်ဆိုင်ကားကြီးမှာမြင်မြတ်ကစီပင်ဝန်ထမ်းတယောက်လိုတရုတ်ဆောင်တာရဖြစ်ပါတယ်။တကယ်စီပင်ဝန်ထမ်းนี่လိုအမိုက်ကားပေါ်ကိုလိုက်ပြီးတော့အမိုက်သိမ်းနေတာကြောင့်ဇက်ကားရန်နေတုန်းကဆိုရင်မြင်မြတ်မှန်းတောင်မသိကြပါဘူး။စီပင်ဝန်ထမ်းနဲ့အမှန်တကယ်တူနေတဲ့ပုံစံတွေကြောင့်ပဲဆိုရှယ်မီဒီယာမှာအရန်ကိုနာမည်ကြီးသွားခဲ့တာပါ။အဲ့ဒီရုပ်ရှင်ဇက်ကားကြီးကယုံတင်တော့မှာမို့အကယ်ဒမီရနိုင်မဲ့ဇက်ကားဆိုပြီးတော့လဲစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ဇက်ကားရဲ့နမူနာပြကွက်တွေကိုမပြခင်အထီးတော့ဇလန်းကောင်းတစ်ပုဒ်လိုထင်ထားခဲ့ပါတယ်။ ပေမဲ့အစကိုင်းရဲ့နမူနာပြကွက်တွေပြပြီးသွားတဲ့အချိန်မှာတော့ရုပ်ရှင်ရုံမှာသွားကြည့်စီရမလို့လားအောင်ကိုတကားလုံးခံမှန်းနိုင်ခဲ့ပါတယ်။စကိုင်းရဲ့နမူနာကိုကြည့်လိုက်ရုံနဲ့အဆုံးသတ်မှာမြင့်မြတ်ဘာဖြစ်မလဲဆိုတာပရိသတ်တရားချုပ်သိနေကြပါပြီ။စီပင်ဝန်ထမ်းတွေနဲ့တရုတ်ဆောင်ထားရတာဖြစ်ပြီးတော့မောင်နှမတွေအတွက်ပေးဆက်ကရှာကျွေးနေရတာဖြစ်ပါတယ်။အချက်ကိုတွေ့ပြီးတော့လက်ထပ်ဖို့လုပ်နေချိန်မှာမိဘတွေကအဆုံးပါသွားတာမို့မြင့်မြတ်ကအချက်ကိုစွန့်ပြီးတော့အရွယ်မရောက်သေးတဲ့ညီလေးနဲ့ညီမလေးကိုပြုစုလုပ်ကျွေးရပါတယ်။ညီလေးနဲ့ညီ မလေးကိုစီပင်ဝင်တန်းဘဝနဲ့အမိုက်သိမ်းပြီးတော့အရွယ်ရောက်အောင်ရှာကျွေးခဲ့တာပါဒါပေမဲ့ညီလေးနဲ့ညီမလေးကအရွယ်ရောက်လာတဲ့အချိန်မှာမြမြက်ကအမိုက်သိမ်းသမားဆိုပြီးတော့ယွန်ရှာလာကြပါတယ်လူကြားထဲမှာနှုတ်မဆက်ရဲတဲ့အထိယွန်ရှာလာပြီးတော့ထမင်းစပွဲဝိုင်းတဝိုင်းထဲမှာတောင်အတူတူမစားနိုင်တော့တဲ့အထိစွန့်ပယ်ခံခဲ့ရတာပါအဲ့ဒီပြောက်ွက်တွေကဇကားရဲ့နမူနာပြောက်ွက်တွေထဲမှာတင်ထည့်ထားခဲ့တာပါတကားလုံးကြည့်လိုက်ရသလိုဇက်ချောင်းကိုနားလည်သွားကြရပြီးတော့နောက်ဆုံးကမ်းမှာမြမြက်တယောက်ကွယ်လွန်မဲ့ ယ်လို့ခံမှန်းနေကြပါပြီ။မောင်နှမတွေအတွက်ပေးဆက်တဲ့အစီအပင်ဝန်တန်းလို့တရုတ်ဆောင်ထားရတာအရင်တုန်းကမြမြဲရိုက်နေကြပုံစံနေလို့နောက်ဆုံးမှာမောင်နှမတွေအတွက်ပေးဆက်ပြီးတော့အသက်ပါပေးသွားရမှာလို့အကုန်လုံးဒီဘပြောနေကြတာပါ။မြမြဲကဟာတာဇကားတွေကိုသာအရိုက်များတာ ဖြစ်ပါတယ်။တနစ်မှာတကားတော့ဒရမာဇကားမျိုးရအောင်ရိုက်ပါတယ်။ရိုက်တဲ့ဒရမာဇကားကလည်းလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ဝင်းချင်လောက်ကမြမြဲရိုက်နေကြဇကားပုံစံနေတာတူညီနေတာဖြစ်ပါတယ်။စိတ်မနှက်တဲ့သူဖြစ်ပြီးတော့ရွာအထွက်ပေးဆက် ရင်နောက်ဆုံးမှာအသက်ပါပေးသွားတဲ့ဇလန်းတွေနဲ့မောင်နှမအတွက်စင်းရဲစွာရှာကျွေးပြီးတော့အသက်ပေးလိုက်ရတဲ့ဇက်မျိုးတွေကမြင်းမြက်ရဲ့မိုဘိုင်းဇလန်းလိုမျိုးတောင်မှဖြစ်နေပါပြီ။ ခုချိန်ဒီလေအရီဇလန်ပုံစံနဲ့သာမျိုးစာရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးခဲ့တဲ့အပေါ်မှာဝေဖန်နေကြတာဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေကနိုင်ငံတကာအစ်စမီဇလန်မျိုးကိုရိုက်နေကြတဲ့အချိန်မှာမြင်းမြက်ကဗီဒီယိုဇာတ်ကားခေတ်ကဇလန်တွေကနေရုံမထွက်နိုင်ဘူးဆိုပြီးတော့ထောက်ပြနေကြတာလည်းဖြစ်ပါတယ်။နိုင်ငံတကာအစ်စမီဇာတ်ကားမျိုးမရိုက်ဘဲခင်မမီတော့တဲ့ပုံစံတွေနဲ့သာအကယ်ဒမီယူဖို့ပြင်နေတယ်လို့ဝေဖန်ခံနေရတဲ့မြင်းမြက်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအစုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်း Global Media Newsprint ပရိသတ်တယောက်ချင်းစီ ိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။